နမည်ကြီးမင်းသမီးရဲ့ညီမဖြစ်တယ်ဆိုပေမဲ့နေတိုးနဲ့တူတယ်လို့အပြောခံရတာကြောင့်နှစ်ရက်လောက်တမင်မစားနိုင်ဖြစ်သွားတယ်လို့ပြောလာတဲ့ငွေမုံရတီရန်ကုန်စယ်လီနျူပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ပရိသတ်များရှင်လက်တလုံးမှာတော့အမှုပညာလောကမှာအဆိုရှင်အသစ်တွေကတောက်လျှောက်ဆူသလိုထွက်နေတာပါလူငယ်ရင်းအနေနဲ့လက်ရှိအချိန်မှာဆိုရင်အမှုပညာအရေးသွေးတွေကိုပုံစံမျိုးမျိုးနဲ့ခြားပြခွင့်ရရှိနေတာဖြစ်ပါတယ်ဆိုရှယ်မီဒီယာတွေရဲ့အားသာချက်တွေရှိတာကြောင့်လည်းအမှုပညာရှင်တွေရောလူငယ် ဝါသနာရှင်အမှုပညာရှင်တွေကပါမိမိတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေအမှုပညာတွေကိုမျိုးစုံနဲ့ချပြနေနိုင်တာကြောင့်အားလုံးကလည်းအချိန်တိုတွင်းမှာသိရှိသွားနိုင်ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့ပရိသတ်တွေကစိတ်ဝင်စားခြင်းခံနေရပြီးတော့ပရိသတ်တွေအနေနဲ့အမှန်တကယ်သိကျင်နေတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ရွှေမုံရတီရဲ့ညမငွေမုံရတီအကြောင်းပဲဖြစ်ပါတယ်။ရွှေမုံရတီမှာညမဖြစ်သူရှိနေဆိုပေမဲ့လေပရိသတ်တွေကထင်ထင်ရှားရှားမမှီတာမျိုးတွေမရှိပါဘူး။အကြောင်းကတော့ငွေမုံရတီကနိုင်ငံခြားမှာနေတာများပြီးအကြောင်း က်နေတဲ့အရွယ်ဖြစ်နေတာကြောင့်ပါဒါပေမဲ့လက်ရှိအချိန်မှာတော့ငွေမုံရည်ဒီကလည်းအမှုပညာကိုဝါသနာပါတဲ့သူတယောက်ဖြစ်တာကြောင့်ခဲဟုတ်ဖြစ်သူရွှေထူးရဲ့ပံ့ပိုးမှုနဲ့ရွှေမုံရည်တို့ရဲ့ပံ့ပိုးမှုတွေနဲ့အတူတချင်းတွေစပြီးလုပ်နေတာပဲဖြစ်ပါတယ်အခုချိန်မှာတော့ငွေမုံရည်ရွှေမုံရည်နဲ့ရွှေထူးတို့ပေါင်းပြီးတချင်းတွေအများစွာကိုဖန်တီးနေတာဖြစ်ပါတယ်ရွှေထူးကလည်းတချင်းစိုးဝါသနာပါတဲ့ငွေမုံရည်ကိုသူကိုယ်တိုင်စနစ်တကျတင် जा ပေးနေတာဖြစ်ပြီးတချင်းအစ်စ်တွေကိုလည်းရေးပေးတယ်လို့ပွဲရီမှာဆိုရင်လည်းတောင်းလျှောက်ဆိုတယ်လို့တွဲပြီးတော့မှတီးဆိုခိုင်းခဲ့တာပဲ ယ်ဖြစ်ပါတယ်။ဒါဝိမဲ့ဒီလိုဒီဆိုခိုင်းတဲ့အခါမှာအလုံးကငွေမုံရတီကိုစိတ်ဝင်စားနေတဲ့အကြောင်းတရားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ငွေမုံရတီကရွှေမုံရတီနဲ့မတူပဲခန္ဓာကိုယ်ကဖွင့်ဖွင့်ထွားထွားအရက်တောင်ကောင်းကောင်းရှိရှိဖြစ်တာကြောင့်ရွှေထူးနဲ့တောင်နင်းလားငါလားဖြစ်နေတာဖြစ်တဲ့အပြင်အခုလက်ရှိငွေမုံရတီရဲ့ဇပင်းစတိုင်နဲ့ဝတ်ပုံစားပုံတွေကနေတိုးနဲ့သွားတူနေတာကြောင့်မှဟုတ်ပါတယ်။နေတိုးနဲ့တူတယ်လို့ပြောလိုက်လို့ရှောက်ကြားလို့ဝတ်စားထားတာမျိုးမဟုတ်ပါဘူး။နေတိုးကလည်းရုပ်ရှင်စကားတွေမှာဆိုရင်မင်းသမီးလိုတဖုံမိမရှာ လိုသက်သွဲဝတ်စားစင်ရင်ရတဲ့ဇဝင်ကန်းနေရှိပါတယ်အကယ်ဒမီရရှိခဲ့တဲ့တာတင်ကြီးဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာမာမီရှင်းဖြစ်ပါဝင်တင်ရောက်ဆောင်တဲ့အခါနေတွင်းရဲ့ဝက်ပုံစားပုံနေပုံတရန်ဤသပင်အပြင်စီတွင်ကအခုလက်ရှိငွေမုံရတီရဲ့အပြင်စင်နေနဲ့တော်တော်လေးကိုတူနေတာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကအဝေးကနေကြည့်ရဆိုရင်ရွှေမုံရတီရဲ့အတန်ကိုဖွင့်ပြီးနေတွင်းကမိမလိုဝက်စားကစင်ပေါ်မှာတချင်းစုံနေရလို့ထင်နေကြတာပါ။ဒီလိုမျိုးငွေမုံရတီကို နေတွန်းကိုမိမလိုပြင်ထားတဲ့ပုံစံနဲ့တူရဲလို့တော်တော်များများကဝေဖန်ခဲ့ကြတာကြောင့်ဝင်းမုံရတီကစိတ်သက်တည်ကြနေခဲ့ပါတယ်။ဒါအပြင်မိမဆင်ဆဲဖြစ်လျက်သူ့ကိုနေတွန်းနဲ့တော်တော်လေးတူရဲလို့ပြောပြီးနေတွန်းရဲ့မိမရှာပုံစံနဲ့တော်တော်လေးတူရဲလို့ပြောခဲ့တာကြောင့်သူအနေနဲ့နှစ်ရက်လောက်ကိုထမင်းမစားနိုင်ဖြစ်ပြီးအဲ့ရတဲ့ဘုံဘုံလဲသွားတယ်လို့ပြောပါတယ်။တော်တော်လေးကိုလည်းစိတ်သက်ကြခဲ့ပါတယ်။ဘသူတွေနဲ့ပဲတွေ့တွေ့အားလုံးကနေတွန်းကိုမိမလိုလှုပ်ထားတယ်လို့ပဲထင်နေကြတာမို့လို့တော်တော်လေးတော့စိတ်ညစ်မိပါတယ်လို့ပြောပြခဲ့ပါတယ်။ဝင်းမုံရတီကအခုနောက်ပိုင်းမှာပွဲရီကိုတောက်လျှောက်လိုက် နေရပေမယ့်ပရိသတ်တွေကဘလို့ပဲကြီးကြီးနေတိုးနဲ့တူနေတာကြောင့်ဟာသားတခုလိုဖြစ်နေတာပါဝေမုံရတီကတော့ဒီလိုဝေဖန်မှုတွေကိုတော့ခရုမဆိုင်တော့ပါဘူးလှုပ်ချင်တဲ့အမှုပညာအလုပ်တွေကိုပဲဇက်တိုက်လုပ်သွားမှာလို့ပြောပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောတကယ်ပဲငွေမုံရတီကနေတူးမိမရှာပုံစံနဲ့တူနေသလားဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်